လာမယ့်ရာသီမှာကာနာချိုပြောင်းရွှေ့ကစားနိုင်ခြင်းရှိတဲ့ club အသင်းလေးတင်အလုံးပဲမင်္ဂလာပါ United Fan တွေအတွက်ကနားဆောင်ကတင်းနေတဲ့နေ့ကိုတင်ဆက်ပေးနေတဲ့ game time group ကနေအလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ရာသီမှာကာနာချိုပြောင်းရွှေ့နိုင်ခြင်းရှိတဲ့ club အသင်းလေးတင်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးတော့မှာပါ Manchester United တင်ကနေထွက်ခါကိုအပြောင်းရွှေ့သတင်းတွေဆက်တိုက်ထွက်ပေါ်နေတဲ့ကစားသမားကတော့အသင်းရဲ့ Argentina တောင်ပံကစားသမား Alejandro Garnacho ပဲဖြစ်ပါတယ် ခနာချိုကတော့ဒီနေ့အကြောင်းရှင်မှာ Manchester United အသင်းကနေထုတ်ခွာဖို့အတည်ပြုထားခဲ့ပါတယ်။ကစားသမားဘက်ကရောအသင်းဘက်ကရောဒီကိစ္စကိုအတည်ပြုပြီးဆုံးဖြတ်ချက်ချမှတ်ထားခဲ့ရပါခနာချိုကတော့ Manchester United အသင်းရဲ့လူငယ်အသင်းကနေတစဉ်ထွန်းတောက်လာတဲ့ကစားသမားဖြစ်ပေမဲ့ဒီနောက်ပိုင်းမှာအသင်းနဲ့အဆင်မပြေဖြစ်လာခဲ့ရပါပြီးခဲ့တဲ့ကြာတိကအသင်းရဲ့နီးပြ MO နဲ့ကာနာချိုတို့ကြားထဲမှာပြဿနာတွေတော်တော်ကြီးညခဲ့ပါလေ။အသင်းမှာပွဲမထွက်ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကာနာချိုက MO ကိုမကြာခဏမေးခွန်းထုတ်ခဲ့ရပါ။ နေပြတဲ့အဆင်မပြေဖြစ်နေတဲ့ခန္ဓာချူကလည်းအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တာပါခန္ဓာချူကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ကြိုင်ပွဲစုံ144ပွဲကစားထားခဲ့ပြီးတော့26ခုသွင်း16ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါခန္ဓာချူကလူငယ်ကစားသမားပြီးပြီးတိုးအားယုံအားကောင်းကောင်းနဲ့ကစားနိုင်တဲ့ကစားသမားပါဒါပေမဲ့အာဂျင်တီးနားသားဟာအဆုံးသတ်ပိုင်းမှာတော့လိုအပ်ချက်တွေတော်တော်လေးများနေခဲ့သေးတာပါ United ဘက်ကနေထွက်ခွာတော့မဲ့ဂါနာချိုခေါ်ယူဖို့စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ကလပ်အသင်းတွေလည်းရှိနေပါတယ်။ဒီနေ့မှာတော့ဂါနာချိုပြောင်းရွှေ့နိုင်တဲ့ကလပ်အသင်း၄သင်းကိုဖော်ပြပေးတော့မှာပါ။ နံပါတ်၁ Chelsea ဒါနာချိုးပြောင်းရွှေ့နိုင်ခြင်းအများဆုံးအသင်းကတော့ Premier League Chelsea ရဲ့အသင်းပဲဖြစ်ပါတယ်။ Chelsea ရဲ့အသင်းကဒါနာချိုးတွေမကပဲ United ရဲ့လူငယ်ကွင်းလေလူ Kobe Mainu ကိုပါခေါ်ယူလို့နေရပါ။ဒါနာချိုးကလက်ရှိအချိန်ထိ Chelsea ရဲ့အသင်းရဲ့အဓိကပြစ်မှတ်တစ်ဦးဖြစ်ရှိနေပါသေးတယ်။ Chelsea ကပြီးခဲ့တဲ့ရာသီကလည်း Sancho ကို Manchester United အသင်းစီကနေအငှားနဲ့ခေါ်ယူခဲ့ပါသေးတယ်။ Sancho ကိုအငှားစာချုပ်ပြေးချိန်မှာပြန်လွှတ်လိုက်တဲ့ Chelsea အသင်းဟာတောင်မန်နီယာကိုအားပြဖို့လိုအပ်နေပြီးတော့ဒီနေရာဒီမှာဂါနာချိုးအတွက်ကမ်းလှမ်းမှုတည်းရဲ့ပြုလုပ်လာနိုင်ပါတယ်။ ငွေကြေးအင်အားရလည်းချဲစီကပြောင်းရွှေ့ခြင်းအများဆုံးပေးနိုင်တဲ့အသင်းအဖြစ်ရှိနေပါနံပါတ်1နာပိုလီချဲစီရဲ့တင်းတဲ့အချိန်ကာနာချိုကိုခေါ်ယူဖို့ကြိုးစားနေတဲ့အသင်းကတော့အီတလီစီးရီးကနာပိုလီရဲ့အသင်းပဲဖြစ်ပါတယ်နာပိုလီရဲ့အသင်းဟာပြီးခဲ့တဲ့ရာသီကလည်းမန်ချက်စတာယူနိုက်တက်ကွင်းလေလူစကော့မတ်တိုမီနီကိုခေါ်ယူပြီးတော့အလုပ်ဖြစ်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့ဆောင်းရာသီဆေးကွက်မှာလည်းနာပိုလီရဲ့အသင်းနဲ့ဂါနာချိုတို့ဟာအကြောင်းရွှေ့အတွက်ဆွေးနွေးမှုတချို့ရှိထားခဲ့ကြကြောင်းပါရီဆက်ဖြစ်လာမယ်စောင့်ကြည့်တော့မှာပါ။နံပါတ်3အာဆင်နယ် ကနာချွန်းနဲ့အပြောင်းရွှေ့သင်းတွေထွက်ပေါ်ထားခဲ့တဲ့အသင်းတွေထဲမှာပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းလည်းပါဝင်ပါတယ်။ကနာတွေကလည်းတောင်မန်ကိုအင်အားဖြည့်တင်းဖို့ရှိနေသလိုထိတ်တန်းတောင်မန်ကစားသမားတွေကိုလည်းစောင့်ကြည့်နေကြရကြပါတယ်။ကနာချွန်းကတော့ဒီထဲကတအူးအပောင်ဝင်ချေရှိနေပါတယ်။ချင်းနိုင်ချေနေပေမဲ့အာဆင်နယ်အသင်းအနေနဲ့ဘလောက်ထိလှုပ်ရှားလာမလဲစောင့်ကြည့်ရမှာပါ။နံပါတ်၄လေးပါကူဆန်ကနာချွန်းအတွက်စူးစမ်းနေတဲ့နောက်ထပ်အသင်းတစ်သင်းကတော့ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်ဘိုင်ယန်လေးပါကူဆန်အသင်းပဲဖြစ်ပါတယ်။အဲရစ်တဟန်ဒီပြတဲ့အဖြစ်ရောက်ရှိလာပြီးမှာ အေဗာကူဆန်ကအာဂျင်တီးနားသားကိုစောင့်ကြည့်လာပါတဟက်က United မှာတော့သူ့ရဲ့တပည့်တော်တွေဖြစ်တဲ့ကနာချိုနဲ့အန်တိုနီတို့ကိုခေါ်ယူခြင်းရဲ့လို့သတင်းတွေကဖော်ပြထားခဲ့ပါတယ်။ဒါကြောင့်မလို့နေဗာကူဆန်အတင်းကလည်းကနာချိုပြောင်းရွှေ့ကစားနိုင်ခြင်းရှိတဲ့အသင်းတစ်သင်းအဖြစ်ရှိနေခဲ့တာပါဒါကတော့ဒီနေရာကြီးအကြောင်းရှိမှာဂန္နာချိုပြောင်းရွှေ့နိုင်ခြင်းရှိတဲ့ကလပ်အသင်း၄သင်းကိုဖော်ပြပေးခဲ့တာပါ။ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အခစားသတင်းတွေအကြောင်းရှိသတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးပါမလို့ Game Time Create Page လေးကို Like and Follow လုပ်ပြီး Video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချုပ်လိုက်ပါတယ်